အားလုံးဝမင်္ဂလာပါဘုံငွေကောင်းပေမဲ့ဆင်းရဲသွားတဲ့လူတွေပြေးဘူးလားကျွန်တော်ဒီနေ့မှာတော့ဝင်ငွေတောက်တောက်လည်းကောင်းပေမဲ့ဆင်းရဲသွားတဲ့ဝကြီးကြက်တဲ့ဂျုံရတဲ့အောင်မြင်ထင်ရှားသူတို့အချို့အကြောင်းကျွန်တော်ပြောပြပေးချင်ပါတယ်နံပါတ်1အနေနဲ့ဒီ Hollywood Star ဖြစ်တဲ့ Nicolas Cage ပေါ့လေအဲသူကတစ်ချိန်လုံးက तू ကဝင်ငွေတောက်တောက်လည်းဝင်ခဲ့တယ်ဒါပေမဲ့နောက်ပိုင်းမှာအဲသူရဲ့အသုံးဖြုံးကြည့်မှုတွေနောက်ဒီတလွဲရင်းနှီးမြှုပ်နှံမှုတွေကြောင့် तू ကဆင်းရဲတဲ့ဘဝကိုရောက်ရှိသွားပါတယ် ။ဟောသူကအရင်တော့ဘယ်လောက်ထိအောင်သူဝင်ဝေကောင်းခဲ့လဲဆိုလို့ချင်း2009 2000တန်းနှစ်ထဲမှာပဲသူ့ရဲ့ဝင်ဝေကအမေရိကန်ဒေါ်လာဒါတန်း40လောက်ရှိတယ်ဆိုပြီးတော့ပြောတယ်ဗောလေ။အဲဒါပေမဲ့နောက်ပိုင်းမှာသူ့ရဲ့ဒီအသုံးဖြုန်းကြီးမှုအထူးသဖြင့်တော့သူကဒီအိမ်နေကားတွေနောက်တစ်ခုကဒီရှာပါရှောင်းပစ္စည်းတွေဒါတွေသူအလုံးညွှန်လျှောက်ဝဲတာတွေရှိတယ်။နောက်တစ်ခုကသူလုပ်တဲ့ဒီရှင်းနေမြုံနာမှုတွေကလည်းတလွဲတချော်တွေဖြစ်တယ်။ဒါတွေကြောင့်မဲ့သူကတစ်ဖြည်းဖြည်းနဲ့ဒီဆင်းရဲတဲ့ဘဝငွေကြေးကျတဲ့ဘဝကို ရောက်ရှိသွားပါတယ်။နောက်ပိုင်းမှာသူဘလောက်ထိအောင်ခြေနေဆိုးလာလဲဆိုတော့အဲသူ့မှာရှိတဲ့ဟာတွေကိုသူတစ်ဖြည်းဖြည်းနဲ့ထုတ်ရအောင်နဲ့အဲ့ဒါပြင်ကိုပေါ်သားဇက်ကောင်တွေပေါ့နော်။တစ်ချိန်လုံးကသူတိုးဆောင်မလုပ်ခဲ့တဲ့အပေါ်သားဇက်ကောင်တွေကိုလက်ခံရှိုက်ဘူးလာတဲ့အထိဒါသူ့ရဲ့ငွေကြေးကျတဲ့တဲ့ကွာတော်တော်လေးခြေနေဆိုးသွားပါတယ်။အဲဒီလိုပဲကျွန်တော်တို့ဒီလက်ဝဲကြောင်မဖြစ်တဲ့မိုက်တိုင်ဆန်တို့ဘရာဇီးဘောလုံးကြောင်မရော်နယ်ဒင်ဟိုတို့ဆိုလို့ရှိရင်လေတစ်ချိန်လုံးကသူတို့လှမ်းလှမ်းတော့အောင်မြင်တဲ့ချိန်မှာတာမန်လူတွေမရနိုင်တဲ့ဝန်ကြီးတွေသူတို့ ဒါအများကြီးရခဲ့တာပဲဒါပေမဲ့နောက်ပိုင်းမှာသူတို့ရဲ့ဒီအစဉ်ကျင်မဲ့သုံးဆွဲမှုတွေနောက်တစ်ခုကငွေကြေးစီမံခန့်ခွဲမှုမလုံနိုင်တာတွေကြောင့်အဲသူတို့လည်းငွေကြေးကျတဲ့တဲ့ဘောကိုရောက်ရှိခဲ့ပါတယ်ဒါကျွန်တော်မြန်မာပြည်မှာဆိုလို့ရှိရင်လည်းဒီဥပမာတွေပေါ့နော်ကျွန်တော်အများကြီးဖြစ်မှုကြတာပဲဟိုအထူးသဖြင့်ကျွန်တော်တို့ဒီအနုပညာလောကလို့ဟာမျိုးဆိုရင်ကျွန်တော်တို့ပကြခဏကြားရတာလည်းရှိတယ်တချို့ဆိုရင်ကျွန်တော်တို့ကတစ်ချိန်တုန်းကဒီခေါင်းဆောင်နေရာနေပြီးတော့တရုတ်ဆောင်ခဲ့တဲ့ တေဆောင်နေရှိတယ်သူတို့ဝင်ဝင်တောက်တောက်လဲဝင်ခဲ့တာပဲဒါပေမဲ့သူတို့အသက်အရွယ်တခုရလာတဲ့အချိန်မှာသူတို့ဝင်ဝင်မကောင်းတော့တဲ့အချိန်မှာငွေကြေးကျတဲတာတွေနောက်တချို့ဆိုလို့ရှိရင်ကျွန်တော်တို့အကျွေးနှုန်းထဲမှာနှင်းနေတာတွေအကျွေးအတွက်တရားရင်ဆိုင်ရတာတွေထိတာသူတို့ကြုံခဲ့ရတယ်ပေါ့ဒါတွေပြန်ကြည့်တဲ့အခါလဲကျွန်တော်တို့ဘာလဲဆိုတော့ကျွန်တော်အများအားပြောနေကြတိုင်းပဲငွေရှာတာကျွန်တော်တို့ implant ရေးကြည့်တယ်ဒါပေမဲ့အဲ့ထက်ပိုပြီးရေးကြည့်တာကျွန်တော်တို့ကဟိုရှာထားတဲ့ငွေကိုစီမံခန့်ခွဲမှုပြေချလို့ပိုရေးကြည့်တယ် ဟိုတချို့ကြတော့ရှိတယ်ကိုအလုပ်ရှိနေတဲ့၍ကိုကျောင်းဝိုင်းကောင်းနေတဲ့ပတ်စံဆိုတာရှာလို့ရတာပဲဆိုဒီစိတ်နဲ့ပဲကျွန်တော်တို့ကအာပတ်စံရှာတယ်ပြီးရင်ကျွန်တော်တို့ကသုံးတယ်ဒါနဲ့ပဲကျွန်တော်တို့တန်တရားလဲနေပြီးတော့ဒီကိုရလာတဲ့ငွေကိုစီမံခန့်ခွဲတာတို့နောက်အနာဂတ်အတွက်ဒါစုဆောင်ရင်းနှီးမြှုပ်နှံတာတွေမလုပ်ပြကြဘူးလေဒီချက်တွေကြောင့်ပဲသူကတချင်တော့ဟိုငွေကောင်းပြီမဲ့နောက်ပိုင်းမှာကျွန်တော်တို့ကဒီဆင်းရဲသွားတာတို့ငွေကြီးကျက်တဲ့ကြောင်ရတာဖြစ်လာတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ငွေရှာဖို့အရေးကြီးပါတယ် အဒီနေ့ခေတ်မှာကျွန်တော်တို့ကငွေရှားတာပိုတော့ခတ်လာပါသေးတယ်ကျွန်တော်တို့အခုဆိုရင်အကုန်လုံးကျက်တဲနေတဲ့အချိန်မှာငွေရှားလာတယ်အလောက်မလွယ်ဒါပေမဲ့ကျွန်တော်တို့ရှားလို့ရသမျှတေချာရှားပါပြီးလို့ရှိရင်လည်းကျွန်တော်တို့ကိုရှားထားတဲ့ငွေကိုတေချာလေးစီမံကုန်ကွယ်နောက်တစ်ခုကကိုယ့်ရဲ့အနာဂတ်အတွက်ကျွန်တော်တို့ plan တေချာချပြီးတော့စုဆောင်းခြင်းနဲ့အမှုတေချာလေးလှုပ်ပါလို့ထိုက်တွန်းရပါတယ်အားလုံးကျေးဇူးတင်ပါ